အခုလိုအကြောင်းရင်းတွေကြောင့်သမီးလေးပြည်သူတွေကိုနိုင်ငံခြားပို့ကပညာသင်ကြားစေခဲ့တဲ့အင်ဒရာကျော်စင်ပြည်သူများအလုံးပဲမင်္ဂလာပါရှင်။သမီးလေးပြည်သူတွေကိုနိုင်ငံခြားကိုပို့ကပညာသင်ကြားစေတာကတော့တရုတ်ဆောင်မင်းသမီးအကယ်ဒမီအင်ဒရာကျော်စင်ဖြစ်ပါတယ်။အခုဆိုအင်တာနက်ပေါ်မှာအင်ဒရာကျော်စင်ကသမီးလေးပြည်သူတွေကိုခေါ်ကနိုင်ငံခြားကိုပညာသင်ဖို့နိုင်ငံခြားကိုထွက်သွားတဲ့ပုံရိပ်တွေကအင်တာနက်ပေါ်မှာပြန်လည်လာတာပဲဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်းပြည်တူနဲ့အိနာကျော်စင်တို့ရဲ့တမီလေးပြည်သူဒရာဟာတနေ့ထက်တနေ့ပို့ပြီးတော့လာသေးကျွဲကဆက်စရာကောင်းလာတာကြောင့်တနေ့ထက်တနေ့ပြည်သူဒရာလေးကိုချေခင်အားပေးကြတဲ့ပရိသတ်တွေများလာတာပါဒါကလည်းပြည်သူဒရာလေးရဲ့မိဘနှစ်ပါးရဲ့အမွေကြောင့်လို့ဆိုရမှာပါပြည်တူနဲ့အိနာကျော်စင်တို့ဆိုတာကမြန်မာနိုင်ငံမှာအောင်မြင်ဆုံးထိတ်တန့်အမှုပညာရှင်ဆုံးတွေဖြစ်ပါတယ်အထူးသဖြင့်ပြည်တူရောအိနာကျော်စင်တို့နှစ်ယောက်စလုံးအမှုပညာအရာမှလည်းထူးချွန်သလို စိတ်တဘောထားကလည်းကောင်းမွန်လာပြီးရုံရည်အဖြစ်ဆိုရင်လည်းငေးမောကြည့်ရှုရလောက်တဲ့အထိကြိုးစားတဲ့အလှတရားတွေကိုပိုင်းဆိုင်ထားကြတာပါဒီလိုမျိုးတကယ်ကိုထွေးချွန်အရေးချင်းရှိပြီးတော့လာပါတဲ့သူတွေကနေမွေးဖွားလာခဲ့တဲ့သမီးလေးပြည်သူတို့ကတော့အတော်လေးကိုမှချုံမောလာပါလို့မီနတ်သက်ကျွေးတဲ့နတ်သမီးလေးတစ်ပါးလိုတော့တင်စားနေရတဲ့အထိပဲဖြစ်ပါတယ်ငယ်စဉ်တုန်းကလည်းအရန်ကိုချစ်စရာကောင်းခဲ့ပြီးအခုလိုမျိုးစေကျော်သက်အရွယ်ကိုရောက်ရှိလာတဲ့အချိန်မှာတော့ ပို့ပြီးတော့အလှပမှုတွေနဲ့အတူပြိသက်တွေရဲ့အာယုံကိုဖန်ဆာသွားနိုင်ကြတာပဲဖြစ်ပါတယ်။ပြိသက်ရှိကိုတိတ်ပြီးတော့မထွက်ကြတာကြောင့်အာယုံဆိုင်မှုနေပါနေခဲ့ပြီးမယ်။တခါတလေပို့ထွက်လာခဲ့တဲ့ပုံရိပ်လေးတွေမှာဆိုရင်သမီးလေးပြည်သူတို့ရဲ့အလှတရားတွေကပုံမတိတာနေကြတာလည်းဖြစ်ပါတယ်။မင်္ဂလာပွဲတစ်ခုကိုမိသားစုလိုက်တက်ရောက်ဂုဏ်ပြုအားပေးကြရင်လည်းပို့ထွက်လာခဲ့တဲ့ပုံရိပ်လေးတွေမှာသမီးလေးပြည်သူတို့ရဲ့အလှတရားတွေကပေါ်လွင်ထင်ရှားလို့နေခဲ့ပါတယ်။အထူးသဖြင့်ပြည်သူတို့ဟာ မိမိမိုင်းမိုင်းနဲ့အရန်ကိုကြည်ကောင်းနေပြီးရိုးရိုးလေးပဲဖြစ်ဖြစ်ဆန်းဆန်းလေးပဲဖြစ်ဖြစ်ဘလို့ပုံစံမျိုးနဲ့မစိုးလိုက်ဖက်လုံးနဲ့ရိုးရိုးလေးကိုပိုင်ဆိုင်ထားခဲ့တာပါအသားညိုညိုစိမ့်စိမ့်နဲ့တစိမ့်စိမ့်ကြည့်ရှုလေးပိုလာလာလေးဆိုတဲ့အလားတရားကိုပိုင်ဆိုင်ထားပြီးပချိုင်လေးနှစ်ဖက်ကလည်းသူမရဲ့အသက်ပဲဖြစ်ပါတယ်မျက်ခုံးမျက်လုံးလေးတွေကလည်းတကယ်ကိုလှပါလုံးပြီးအယုတ်လေးတယုတ်လို့တင်းစားရတော့တဲ့အထီးပဲဖြစ်ပါတယ်ဒါကြောင့်တွေ့တဲ့သူတိုင်းကသူမရဲ့အလှတရားတွေကိုမချီးကျူးပဲမနေနိုင်အောင်ဖြစ်ခဲ့ရပြီ ထိတ်တန့်မင်းသားမင်းသမီးတွေပေါင်းဖက်ထားတဲ့အလှတရားကဒီလောက်အထိထူးခြားပါလားဆိုပြီးအငြဲလိုလိုချီးမွမ်းစကားပြောနေကြကြရတာပါ။ဒါကြောင့်လည်းပြည်သူတော်လေးဟာအမှုပညာအလုပ်တွေတခုမှမလုပ်ရပါမိ။အမားကပြိသက်တွေအများအများရရှိနေတာပါ။အထူးသဖြင့်ပြည်သူတော်လေးရဲ့ TikTok ဗီဒီယိုကြောင့်လည်းဖန်တွေတိုးလာတာဖြစ်ပါတယ်။ဒါပေမဲ့လည်းအခုချိန်မှာတော့ပြည်သူတော်လေးဟာအကြောင်းရင်းတစ်ခုကြောင့်မိဘတွေနဲ့အတူမနေရပဲစင်ကာပူနိုင်ငံမှာပညာသင်ရတော့မှဖြစ်ကောင်း ဒါပေမဲ့အိနာဂျောဆင်ကလိုက်ပို့နေတာလည်းဖြစ်ပါတယ်။ဒါကလည်းပြည်သူ့သရာလေးရဲ့ပညာရေးကြောင့်ဖြစ်ပါတယ်။ပြည်သူ့သရာဟာအလေတန်းနဲ့အထက်တန်းကိုစင်ကာပူနိုင်ငံမှာတက်ရောက်မယ်လို့သိရပါတယ်။ဒါကြောင့်မို့လဲမိမိအိနာဂျောဆင်ကလိုက်ပို့နေတာပါ။အထူးသဖြင့်ပြည်တည်ယူနဲ့အိနာဂျောဆင်တို့ရဲ့တမီးလေးပြည်သူ့သရာဟာကျောင်းစာတော်တယ်လို့ပကြီးလေးတော်တယ်လို့ဆိုပါတယ်။ပြည်သူ့သရာလေးဟာဒီလိုထူးချွန်ထက်မြက်တဲ့အခြေအနေတွေကြောင့်မိခင်ဦးဝင်းနဲ့ဖခင် ပြည်တည်ဦးတို့က ။တမီလီပြည်သူဒရာလီကိုစင်ကာပူနိုင်ငံမှာပညာသင်ကြားစေဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ဒါအပြင်ပြည်သူဒရာလီဟာတည်ငြိမ်ရဲ့ချက်ပြီးအရာရာကိုစူးစမ်းလေ့လာတက်လို့လေအသက်၁၄နှစ်အရွယ်မှာစင်ကာပူမှာတယောက်တည်းကျောင်းတက်တော်မှာဖြစ်ပါတယ်။အခုကြည့်ရှုနေကြတဲ့မိဘပြည်သူတွေကရောစာတော်လုံးနဲ့တမီလေးပြည်သူတို့ကဘလို့အမြင်ရှိကြလဲဆိုတာ comment မှာရေးခဲ့ကြပါဦးနော်။